छह सी दरें छह सी ईटें မင်္ဂလာပါကိုကင်းစတာဖူတဘောရှုနဲ့ Chelsea TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ဒီကနေ့ဇူလန်လာ၂ရက်နေ့ရဲ့ Chelsea သတင်း Chelsea အတင်းကဏ္ဍလေးကိုတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်။ကျွန်တော်ပထမဆုံးရွေးချယ်ထားတာကတော့ Kepa Ariza Blacka ရဲ့ Chelsea ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားလေးတခုကိုပြန်လည်သုံးသပ်ဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ Kepa ကြီးကတော့ Arsenal အသင်းကိုမနေ့ညကတည်းကတရဝင်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ Kepa Ariza Blacka အနေနဲ့ Chelsea ကိုဘာတွေပြောခဲ့လဲ။ကျွန်တော်တို့တစ်ချက်ဆွေးနွေးကြည့်အောင်။အရာအားလုံးအတွက်ကျေးဇူးပါပဲ။ Chelsea ဒီသင်းမှာကျွန်တော်ခုနှစ်နှစ်တာဖြတ်သန်းခဲ့ပြီးကောင်းမွန်တဲ့အမှတ်တရကောင်းတွေအများကြီးကိုလည်းရရှိခဲ့ပါတယ်မှန်ပါတယ်ကပါရီဇာဘလက်ကကျွန်တော် Chelsea အသင်းကိုရောက်လာတာက Modern ကိုသမားတယောက်အနေနဲ့ပထမဆုံးရောက်လာတယ်လို့ပြောနိုင်ပါတယ်ကျွန်တော် Chelsea အသင်းဒီအရင်တော့က short stopper style goalkeeper တွေ traditional goalkeeper တွေကိုပဲပိုင်ဆိုင်ခဲ့ရတာပါ Kuricini, Thibaut Courtois ီတာချက်စတဲ့ကိုးသမားတွေပေါ့အဲ့တော့တီဘောကော့ဒတ်နောက်ပိုင်းမှာဘော့ဘလင်းရတဲ့ကိုကီပါတယောက်အနေနဲ့ကဘာရီဇာဘလက်ကာကိုမျောလင်းချက် ကြီးကြီးမားမားထားပြီးချဲစီကခေါ်ခဲ့တာလေဖြစ်ပါမော်ရီဇီယိုစာရီလက်ထက်မှာပထမဆုံးရောက်လာခဲ့ပြီးစွမ်းဆောင်ရည်ပိုင်းအကောင်းဆုံးရှိတဲ့တဲလန်ပိုင်းအမြင့်ရှိခဲ့ပေမဲ့လည်းပြောင်းရွှေ့ခြင်း PR ဒဏ်ကြောင့်ကဘာရီဇာဘလက်ကာချဲစီမှာထင်သလိုဖြစ်မလာခဲ့ပဲပြောင်းရွှေ့ခြင်းနဲ့နှိုင်းရှင် flop သွားတယ်လို့တော့ပြောလို့ရပါတယ်အဲ့တော့ကီပါမှာ အရေးသွေးကြောင့်မဟုတ်ဘူးဗျသူ့အသက်အရွယ်ငယ်တာလဲပါမယ်ခုနကကျွန်တော်ပြောတဲ့ပြောင်းရွှေ့ကြီးလဲပါမယ်နေရာဒေသအသစ်ကိုပြောင်းလာရတဲ့အတွက်ကြောင့်ယဉ်ကျေးမှုဘာသာစကားအခက်ခဲတွေလဲပါမယ်အတွေ့အကြုံပိုင်းလဲနေတဲ့အတွက်ကြောင့်ဒီလိုမျိုးလောကဒဏ်ရဲ့ရိုက်ချခြင်းကိုခံခဲ့ရတယ်တိုးတော့သူ့အသက်အရွယ်တခုရောက်လာတဲ့အချိန်မှာဘာပြောကပ္ပရီဇာဘလတ်ကသည်စတင်ပေါ်ထွန်းစဉ်အချိန်ကာလတုန်းကမှတ်ချက်ပေးခဲ့တဲ့စွမ်းဆောင်ရည်တွေမျိုးအကောင်းဆုံးပြန်လဲ ြတ်သားနိုင်ခဲ့ပါတယ်။ Real Madrid အသင်းမှာလည်းအကောင်းဆုံးလက်စွမ်းတွေနဲ့ဖမ်းခဲ့ဘူးသလိုပြီးခဲ့သောဘောလုံးရာသီကဘုံပေါက်အသင်းမှာလည်း Premier League ရဲ့အကောင်းဆုံး goalkeeper တွေထဲကတယောက်ဖြစ်မှတ်ချောက်တင်ခံနိုင်ခဲ့တဲ့ကုသမတယောက်ဖြစ်ပါတယ်။ဆိုတော့သူဘာပြောသေးလဲ။ဒီနေ့မှာတော့ကျွန်တော်ရဲ့အခန်းကဏ္ဍအသစ်ကိုပြန်လည်စတင်ရမယ်။နေ့ရက်ရောက်လို့လာခဲ့ပါပြီ။ Chelsea အသင်းကကျွန်တော်ရဲ့အိမ်လဲဖြစ်သလိုမိသားစုဆိုလည်းမမားပါဘူး။ဒါအပြင် Chelsea ကကျွန်တော်လူသားတယောက်အဖြစ်နဲ့ပါကြီးပြင်းခဲ့ရတဲ့နေရာလဲဖြစ်ပါတယ်။သူဆိုလိုချင်တဲ့သဘောကတော့စပိန်ကနေနော် ရေချားမြေချားနေရာဒေသတစ်ခုကိုရောက်လာတဲ့အချိန်မှာချယ်ဆီကသူပထမဆုံးခိုလုံခွင့်ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ဒီစကားပြောရဲဆိုလဲမမားပါဘူး။ဒါ့အပြင်ချယ်ဆီရဲ့ generation 30လောက်နဲ့ကပါရီစာဘလက်ကတောက်လျှောက်ပေါင်းသင်းခွင့်ရခဲ့ပါတယ်။ကဲနောက်တစ်ထပ်ပြောထားတာကတော့ ချက်စီနဲ့ကျွန်တော်ကြားမှာမမေ့နိုင်တဲ့အမှတ်တရတွေကတော့အများကြီးပါပဲချန်ပီယံလိယူရိုပါလိစူပါဖလားကလပ်ကဘာဖလားတို့ကိုချက်စီသင်းတဲ့အတူစွတ်ခူးနိုင်ခဲ့ပါတယ်မှန်ပါတယ်ကပါရီသာဘလက်ကရှိတဲ့အချိန်ကာလတုန်းကကျွန်တော်လုံးဝမေ့ထားလို့မရတဲ့အမှတ်တရတွေခိုက်တတ်နေရှိတယ်ပလေယာတယောက်ချင်းစီအနေနဲ့ individual အနေနဲ့ကပါရီသာဘလက်ကအောင်မြင်မှုမကြီးမားခဲ့ဘူးဆိုပေမဲ့လည်း ်ချယ်ဆီနဲ့ပတ်သက်ဆက်နွယ်ပြီးတော့အသင်းလိုက်အောင်မြင်မှုမှာဒါချန်ပီယံလိလည်းရတယ်စူပါဖလားကြီးလည်းရတယ်နော်ယူရိုပါလိကြီးလည်းရတယ်ဒါကသူ့အတွက်အသင်းလိုက်အောင်မြင်မှုကြီးမားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်ဒါတွေကကပ္ပာအတွက်လုံးဝလုံးဝမမေ့နိုင်တဲ့အမတ်တရားတွေဆိုလဲမမားပါဘူးခင်ဗျာဒါအပြင်ကွင်းထဲမှာလည်းမယုံကြည်နိုင်တဲ့ကောင်းတဲ့လူတွေနဲ့ကောင်းချင်းဆိုးချင်းတွေကိုအတူတကွမျှဝေခံစားရတဲ့အခိုက်အတန့်တွေလည်းရှိခဲ့မှုပါတယ်နီးပြတွေ အသင်းပေါ်တွေဝန်ထမ်းတွေပြိသက်တွေကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကျွန်တော်ကစားသမားဘဝမှာ Chelsea Jersey ကိုဝတ်ဆင်ခွင့်ရခဲ့လို့အမြဲတမ်းဂုဏ်ယူနေမှာပါတဲ့ကပါနဲ့ပတ်သက်ပြီးတော့อืมဘယ်လိုပြောမလဲကျွန်တော်ကနှမျောနှမျောတယ်ပေါ့နော်ပေါင်တန်း80ကျော်ကျော်လောက်နဲ့ Premier League မှာဈေးကြီးဆုံးကုသမားတယောက်အနေနဲ့ရောက်လာခဲ့တဲ့အတွက်ကြောင့်မျောလင်းခဲ့တာပါသလိုသူ့ရဲ့ appearance ကိုလည်းကျွန်တော်သဘောကျတယ်။ဂုဒမားတယောက်အနေနဲ့ရှီတင်ရှိတိုက်တဲ့အရန်အမောင်း physical bit ဘောလုံးပေးဖို့မှုပုံစံတွေအရန်ကောင်းတယ်ဗျ။ဒါမဲ့လည်းထားပါ ျွန်တော်ရှိမှပြောခဲ့တဲ့အချက်လက်တွေလို့ဟိုမမျော်လင့်နိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့်ထင်သလိုဖြစ်မလာဘူးပေါ့လေမိတို့ပင်စိုးစီကမှုတောင်းတဲ့တယောက်လက်ပြနှုတ်ဆက်ထွက်ခွာရတဲ့အခိုက်အတန့်မှာတော့အမုန်းတရားရည်နဲ့မနှုတ်ဆက်ခြင်းဘူးဗျအဲ့အတွက်ကြောင့်ပေးဆက်ခဲ့တဲ့ အရာတွေအတွက်တော့ကျေးဇူးပါပဲလို့ပြောချင်ပါတယ်။နောက်ဆုံးပြောခဲ့တဲ့ကပ္ပာရဲ့စကားလေးကတော့တွေ့ဆုံချင်းရှိရင်ခွဲခွာချင်းကတော့ရှိမှာပါပဲ။ဒါကြောင့်ကျွန်တော်ဟာဒီနေ့မှနောက်ထပ်အခန်းကဏ္ဍအသစ်ကိုစတင်ပါတော့မယ်။ချက်စီယာကျွန်တော်အရာအလုံးပေးဆွမ်းခဲ့တာပါ။ဒီတော့ကျွန်တော်အနာဂတ်မှာပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့စိတ်အားထက်သန်စွာနဲ့ကြိုးစားသွားပါမယ်။ချက်စီယာတော့ကျွန်တော်ရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေပါမယ်လို့ပြောသွားခဲ့ပါတယ်။တခါပြဘူးရင်အမြဲတမ်းအပြပါပဲ။ ကပ္ပာရဲ့အခုချိန်မှာကပ္ပာရဲ့အသက်အရွယ်ကလည်းဂိုဓမာတယောက်အနေနဲ့ပြောရင်အရွယ်မလွန်သေးပါဘူးဒီလိုကြောင့်အသင်းသစ်အာစနယ်မှာအကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့လက်စွမ်းပြနိုင်ပါကြောင်းဆူတောင်းပေးရင်ကျွန်တော်ဒီကပ္ပာရီဇာဘလက်ကာရဲ့ ပြောစကားဆွေးနွေးမှုကဏ္ဍလေးကိုနားကျင်တယ်အဲ့တော့ကျွန်တော်နောက်ထပ်သတင်းကြောင်းလေးတွေကိုဆက်ပြီးတော့ဆွေးနွေးကြည့်အောင်ခင်ဗျ Chelsea တင်းက Tari George ကိုအငားနဲ့ဈေးလွှတ်သွားမယ်လို့သိရပါတယ်ဒီ Athletic ကဖော်ပြထားတဲ့သတင်းမှာအဲ့တော့ Bukayo Tari George ဘာညာဆိုပြီး Chelsea ပြည်သက်တွေစကြတဲ့စာကာနဲ့မျက်နှာပေါက်တော်တော်ဆင်တဲ့ဒီ chart date လေးကတော့အခုချိန်မှာအသက်16နှစ်အရွယ်ရှိပါပြီဒီလိုကောင်လေးတွေကိုလူငယ်အသင်းမှလည်းထားလို့မရတော့ဘူးအရင်ကစားသမားဖြစ်ထားမယ်ဆိုရင်လည်းမလုံလောက်ဘူးပွဲတော်ခွင့် ပေးဖို့ဆိုရင်ဝေးရောပေါ့နော်အဲ့တော့ကြောင့်အတွေ့အကြုံကောင်းပုံမူရစီဖို့အတွက်ချယ်ဆီကပုံမှန်ပွဲထွက်ခွင့်တေချာတဲ့အသင်းတစ်သင်းကိုအငားစီလွတ်သွားဖို့ရှိနေတယ်ဆိုပြီးသိရပါတယ်ဒါ့အပြင်ထာရီဂျောကလက်ရှိကျင်းပနေတဲ့ FIFA Club World Cup မှာလည်း48မိနစ်ပဲပါဝင်ကစားပေးပြီးတော့တကူးသွင်းယူပေးထားပါတယ်အဲ့တော့ဒီကောင်လေးရဲ့ talent ဘိုင်းကိုပြောရမယ်ဆိုရင်ပြောရတော့နည်းနည်းတော့ခတ်တယ်ဗျအားရချင်တဲ့လားဆိုရင်တော့သူ့ရဲ့စွမ်းဆောင်ရည်ဘိုင်းကလိုအပ်ချက်တွေအများကြီးရှိနေသေးတယ်အားရမချင်တဲ့ကို Chelsea အသင်းနဲ့လည်းမလိုက်ဖက်သေးဘူးအရင်ကစားသမားတယောက်ဖြစ်နေသုံးမယ်ဆိုရင်တော့မှဒါကမသုံးတင်သေးတဲ့အခြေအနေမျိုးတိုးတော့ဒီကောင်လေးကဂိုးလက်လေးတော့ရှိတယ်သူ့ကိုကွင်းနဲ့ထည့်ပေးလိုက်တဲ့အချိန်ကျရင်ဖန်တီးပေးမှလားဒါမှမဟုတ်ဂိုးသွင်းမှလားဆိုတော့ခံစားချက်မျိုးတော့ရနေတယ် Tariq George မှာတိုးတက်လာနိုင်ပွဲရှိတဲ့အခြေသွေးမျိုးတွေတော့ရှိတယ်။သို့တော်လည်းအသင်းတသင်းထက်စာရင်တာမန်ပုံမှန်ရှိတဲ့အသင်းတသင်းအတွက်ဆိုရင်ပို့ပြီးတော့တင့်တော်ပါလိမ့်မယ်။အဲဒါကြောင့် Tariq George အနေနဲ့သူ့ရဲ့ကစားသမားဘဝပို့ပြီးတော့ကောင်းမွန်မှုအတွက်ဆိုရင် ပုံမှန်ပွဲတော်ခွင့်ရတဲ့အသင်းတသင်းကိုအငှားဖြင့်ဖြစ်စေနော်အပြတ်ပြောင်းရွှေ့ခွင့်ရတဲ့အခြေအနေနဲ့ဖြစ်စေပြောင်းရွှေ့တင်တယ်လို့သုံးသပ်မိပါတယ်ခင်ဗျာ။နောက်ဆုံးဆွေးနွေးခြင်းတဲ့တင်ကတော့ FIFA Club World Cup ပြိုင်ပွဲမှာတိုက်စစ်မှု McGee နဲ့ဆွေးနွေးမဲ့ Chelsea ဆိုတဲ့တင်မျိုးဖြစ်ပါတယ်။ဒီတင်ကလည်းက ျွန်တော်ဒီ Athletic ကဖော်ပြထားတာပဲဖြစ်ပါတယ်။အဲ့တော့ FIFA Club World Cup ပြီးသွားပြီဆိုရင် McGiu နဲ့အပြောင်းရွှေ့ကိစ္စကိုဆွေးနွေးဖို့ Chelsea ကစီစဉ်ထားပြီးဖြစ်ပါတယ်။ Giu ကိုယ်တိုင်ကလည်း Joao Pedro Chelsea ကိုရောက်ရှိလာမှုနဲ့အတူပုံမှန်ပွဲကစားခွင့်ရဖို့မတေချာတဲ့အတွက်ကြောင့်အခုလာမယ့်ရာသီမှာအငှားထွက်ကစားဖို့သူမျှော်လင့်ထားတယ်။ဒီကစားသမားကို Championship Club Ipswich Town ကအငှားနဲ့ခေါ်ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ကျွန်တော်ကတော့ Giu အသေးကိုစစရောက်လာခဲ့ရအများကြီးမမျှော်လင့်ထားဘူး။ဒီတိုင်းခေါ်လိုက်တာပဲရှိတယ်။ မကီယူရဲ့ကစားပုံမှာလိုအပ်ချက်တွေအများကြီးရှိတယ်အပရိသတ်ကတော့ aggressive ဖြစ်ဖြစ်ကစားတဲ့ပုံစံကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ dribbling ကောင်းတိုင်းလည်းအဆင်ပြေတာမဟုတ်ဘူး aggressive ဖြစ်တိုင်းလည်း အဆင်မပြေဘူးသူ့ရဲ့ level တခုဆိုတာရှိတယ်ဂီဝချေတီရဲ့ level ကိုမှီဖို့ဒီ3-4သိန်းလောက်ထိလိုနေသေးတယ်ပွင့်လင်းပြောတော့ necklace jason လောက်ထိကိုမရောက်သေးဘူး jason တော်မှချေတီရဲ့ product ခွင့်တနေရာမှာเนาะ2သိန်းလောက်เนาะလိုအပ်ချက်ရှိနေသေးတဲ့အခါကျတော့ဂီယူဆိုရင်တော့ပြောမနေနဲ့တော့ဗောနော်အဲ့တော့ကြောင့် mcgee အနေနဲ့ fifa club world cup ပြီးသွားရင်တခြား club တင်တဲ့တင်ကိုအငားချခံရမှုရှိပါကြောင်းသုံးသက်ဆွေးနွေးနေပဲ video တွေဒီမှာနားခွင့်ပြုပါခင်ဗျာ